ကျွန်တော်ရဲ့ခွီးအန်တာထိန်မန့် YouTube Channel ကိုအားပေးစားမြောက်နေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်ပြောပြပေးမှာကတော့ထိုင်းနိုင်ငံရဲ့အခြေအနေရှုပ်ထွေးမှုတွေမြင့်တက်လာပြီးဝင်ကြီးချုပ်နှုတ်ထွက်ရန်ဖိအားပေးမှုတွေများလာနေတဲ့အကြောင်းပဲဖြစ်ပါတယ်ထိုင်းနိုင်ငံမှာတော့ဂျွန်လ16ရက်နေ့ညပိုင်းမှာစတင်၍အစိုးရအိမ်တော်အနီးရင်ကျော်ပိတ်ဆို့မှုများဖြစ်ပေါ်လာနိုင်ကြောင်း အစိုးရကတတိပေးထားပြီးဂျွန်16ရက်နနက်၈နာရီမှစတင်၍ဒူးစိမိန်တော်ကျောင်းအိမ်တော်နားမှာလမ်းပိတ်ဆို့မှုတွေရှိလာနိုင်ကြောင်းရဲတပ်ဖွဲ့ကအသိပေးထားပါတယ်။ရခိုင်ကျောင်းသားအဖွဲ့အစည်းတစ်ခုမှဝင်ကြီးချုပ်အောင်အင်ပက်ထရတန်ရှင်နာဝအားဟွန်ဆန်နှင့်ပြောဆိုမှုများပေါ့ကြားမှုတွေယာရုမနှုတ်ထွက်ရန်သို့မဟုတ်လွှတ်တော်ဖြတ်သိမ်းရန်ဖိအားပေးတောင်းဆိုမှုတွေရှိနေပြီးဆန္ဒပြပွဲများလည်းစီစဉ်လျက်ရှိပါတယ်။ထိုအခြေအနေများကြား ဒုတိယဝန်ကြီးချုပ်နဲ့ပြည်ထောင်စုဝန်ကြီးအနုထင်ဦးဆောင်နဲ့ဘူမိချိုင်းထိုင်းပါတီနဲ့ဖြတ်တိုင်းဖက်တနာပါတီတို့ကညှို့ပေါင်းအစိုးရဘွဲမှာနှုတ်ထွက်ခဲ့ပြီးလွှတ်တော်ဒုတိယဩက္ကဋ္ဌလည်းနှုတ်ထွက်သွားခဲ့တယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေကဆက်လက်၍မတည်ငြိမ်သောအခြေအနေသို့ရောက်ရှိနေကြောင်းသုံးသပ်သူများကလည်းသုံးသပ်နေကြပါတယ်ဗျ။ဒါကြောင့်ထိုင်းရောက်မြန်မာနိုင်ငံသားများအနေဖြင့်လည်းယခုကဲ့သို့ရှုပ်ထွေးသောအခြေအနေများမှာ သတိဝိရိယရှိ၍အေးဆေးစွာနေထိုင်ရန်လိုအပ်ကြောင်းအကြံပြုထားပါသည်ဒီနေ့မနက်ပိုင်းမှာတော့ဝင်းကြီးချုပ်ပြည်တော်ကဟာအစိုးရအိမ်တော်ကိုရောက်ရှိလာခဲ့ပြီး အဆောက်အုံပတ်လည်မှာရဲတပ်ဖွဲ့ဝင်အများအပြားခြားတာကစံနာပြသူအများအပြားလည်းရှိလို့နေပါတယ်ရဲရာရှိတွေဟာခြုံမိုင်မာရွချက်တရားမှာဒိုင်းတွေနဲ့နေရာယူထားပြီးအဲ့ဒီနေရာမှာထိုင်းပြုပြင်ပြောင်းလဲရေးចောင်းသားပြည်သူကိုရမ်းမှာစံနာပြသူတွေစုယုံတာ ဝင်ကြီးချုပ်ယာရုကနှုတ်ထွက်ဖို့တောင်းဆိုနေကြပါတယ်။ဒီဆန္ဒပြပွဲဟာကမ်ဘောဒီးယားဝင်ကြီးချုပ်အားဟွန်ဆန်ကဝင်ကြီးချုပ်ပေထွန်တန်နဲ့နှစ်နိုင်ငံနယ်စပ်ကိတ်စစ်ဆေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးဖုံးပြောဆိုတဲ့အသံပိုင်းပေါက်ကြားခဲ့တာကနေစတင်လာတာပဲဖြစ်ပါတယ်။ထိုင်းထက်လွတ်တော့နိုင်ငံရေးကျင်းဝင်းဆိုင်ရာကော်မတီကဝင်ကြီးချုပ်ပေထွန်တန်ကိုယာရုမှဖယ်ရှားပေးရန်အတွက် တရားရုံးနဲ့အမျိုးသားအကြိလိလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ကိုလျှောက်ထားမယ်လို့ဒီနေ့မနက်မှာကြေညာလိုက်ပါတယ်။ဒီလိုလျှောက်ထားရခြင်းရဲ့အဓိကအကြောင်းရင်းကတော့ထိုင်းကမ်ဘောဒီးယားနယ်စပ်အငြင်းပွားမှုတွေကိုဝင်ကြီးချုပ်ကမှားယွင်းစွာအကင်တွေဖြည့်ရှင်းခဲ့တယ်လို့ဆွဆွဲခံထားရတာကြောင့်ဖြစ်ပါတယ်။အထူးသဖြင့်ကမ်ဘောဒီးယားဝင်ကြီးချုပ်ဟောင်းနဲ့အထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်နဲ့ဖုံးပြောဆိုခဲ့တဲ့ကိစ္စအပေါ်မကြေမနက်မှုတွေကြောင့်ဒီလိုလှုံ့ဆော်လာပဲဖြစ်ပါတယ်။ ဆက်လက်ပြီးဗန်ချတိုင်းပါတီမှဝန်ကြီး၈ယောက်လည်းနှုတ်ထွက်စာတင်ထားတယ်လို့ဆိုပါတယ်။ထိုင်းညွန်ပေါင်းအစိုးရအဖွဲ့ထဲမှာဒုတိယအကြီးဆုံးပါတီဖြစ်တယ်။ဗန်ချတိုင်းပါတီဟာအစိုးရအဖွဲ့ကနေနှုတ်ထွက်ပြီလို့ကြေညာခဲ့ပါတယ်။ပါတီရဲ့ဝန်ကြီး၈ယောက်စလုံးဟာဒီနေ့ဂျွန်လ19ရက်နေ့မှာနှုတ်ထွက်စာတင်တယ်လို့ထိုင်း New Agency TNL ရရေးသားထားပါတယ်ခင်ဗျာ။ထိုင်းဝန်ကြီးချုပ်ဟာကမ္ဘောဒီးယားဝန်ကြီးချုပ်ဟာဟွန်ဆန်နဲ့ဖုံးပြောစဉ်မှာ ထိုင်းစစ်တပ်ကိုဝေဖန်မှုတွေပြုလုပ်ခဲ့ပြီးနောက်အခုလိုဖြစ်ရက်တွေဖြစ်ပွားနေတယ်လို့ဆိုပါတယ်။ဟုတ်ကဲ့ကျွန်တော်ဒီနေ့ပြောပြပေးတာကတော့ထိုင်းနိုင်ငံနိုင်ငံရေးအခြေအနေရှုပ်ထွေးမှုတွေမြင့်တက်လာပြီးဝင်ကြီးချုပ်နှုတ်ထွက်ရန်ဖိအားပေးမှုတွေတိုးလာနေတဲ့အကြောင်းပဲဖြစ်ပါတယ်။ဒီလိုမတည်ငြိမ်မှုတွေရှိနေတာကြောင့်ထိုင်းရောက်မြန်မာနိုင်ငံသားများအနေဖြင့်လည်းယခုကဲ့သို့ရှုပ်ထွေးသောအခြေအနေများမှာတတိဝရိယရှိ၍အေးချမ်းစွာနေထိုင်ရန်လိုအပ်ကြောင်းအကြံပြုထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးဒီလိုဆက်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကိုမပြတ်တင်ဆက်ပေးပါမို့ကျွန်တော်ရဲ့ Quick Entertainment YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးဖို့မြစ်တာရက်ခံပါရစေကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ